အမအိမ်ဆန်ချရချိန်ကိုအမြင်နဲ့အဲ့လိုချက်သိမ်းထားတာဘလို့စိတ်ထဲမှာဟိုလိုက်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 ပြီးတော့အမြင်နဲ့အဲ့လိုဖြစ်တာအိမ်ဆန်ချရတဲ့အချိန်မှာအမဟိုကားရိုက်တော့လည်းရှူတင်ရိုက်တော့လည်းအဲ့လိုဖြစ်တယ်စိတ်ထဲမှာဝမ်းနေဝမ်းတာပေါ့နော်ငိုချင်းတလို့လို့အရန်ကိုပျော်တလို့လို့အဲ့လိုဟိုလိုက်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 အဲ့လိုမျိုးဖြစ်တယ်ဒီမခိုက်နေဝင်လို့အဲ့လိုတော့လည်းအဲ့တော့လည်းအမဆန်ချတာကိုဟိုဟာလောက်ပြီးသေးတယ်အဲ့တော့လည်းစိတ်ထဲမှာအဲ့လိုဝမ်းနေဝမ်းတာဖြစ်တယ် ဒီနေ့လဲစံချရတဲ့အချိန်လဲအဲ့လိုဖြစ်တယ်ဟုတ်အဲ့အချိန်ကကို့အတွက်တော့ဟိုတန်ဖိုးအမြင့်ဆုံးအချိန်ပေါ့နော်အဲ့လိုမျိုးလို့ပြောရမှာအဲ့အချိန်ကကို့အတွက်ဟို emotion နဲ့အဖြစ်ဆုံးအချိန်လို့ပြောရမှာဒါတော့အမဟိုဒီ၅နှစ်ဒီမှာပထမဆုံးပြင်ရတာပဲနောက်တော့ရုပ်ထင်တာအမဒါရုပ်ထင်တာ6နှစ်6နှစ်ကျော်လောက်ရှိပြီဆိုတော့အခုရေးရရင်တော့ခုရေးရတယ်ဆိုပေမဲ့လို့လဲဟိုကိုစိတ်ကြိုက်လို့ခွင့်ရတဲ့အချိန်ရှိရဲ့သူတို့ပြီးလာတယ်ခွင့် ိုသူတို့ပေးလာတဲ့အခွင့်အရေးကိုနဲ့မကိုက်ဘူးဆိုလို့ရှိရင်တော့ကိုကမရိုက်ဖြစ်ဘူးပေါ့လူမျိုးကြီးဖြစ်ရအောင်ဟုတ်ကဲ့ တော့မှာဆိုတော့ဒီဇလန်းเนี่ยခဏကြာသိရတော့ဘယ်လိုထင်လို့လဲပြန်မေးလိုက်ပါအဲ့တော့ဒါကားလေးတွေမတင်တာလည်းကြာဆိုလွမ်းနေပြည်တည်ရှိရတော့ဒါအခုတော့ဒါပြန်လာဆိုတော့ဒါပြောပြပါဦးဆိုဒီထဲမှာရောဒါအခုဒီကားပါဝင်ရှိမှဒါဘလိုလေးရိုက်ထားရှိအောင်ဒါတော့အမဟိုဒီ9နှစ်တွေမှာပထမဆုံးပြည့်ရခဲ့တာပဲနောက်တော့ရုပ်ခုတင်တာအမကားရုပ်ခုတင်တာဆိုတော့6နှစ်6နှစ်ကျော်လောက်ရှိပြီဆိုတော့အချိန်တိုင်းကတော့ကိုယ့်ကိုယ်ကိုတစ်တယောက်လိုပဲခရင်ထားရဆိုတော့ဒီထဲမှာဒီ character ချိန်လေးလောက်မှခွင့်ရမိလာတယ်။အခုရရင်တော့ခွင့်ရရတယ်ဆိုပေမဲ့လို့လည်းဟိုကိုစိတ်ကြိုက်လို့ခွင့်ရတဲ့ချိန်ရှိရဲ့။သူတို့ပြီးလာတဲ့ခွင့်ရရှိတယ်ပေါ့နော်။အဲ့ဒီခုထဲမှာမှဟိုကိုစိတ်ကြိုက်ဖြစ်လာ။နောက်တော့သူတို့ပြီးလာရင်အခုရရကိုတက်နိုင်လို့ကောင်းဆုံးလုပ်နိုင်လား။အကယ်လို့လက်ခံမယ်ဆိုလို့ရှင်တော့အမတော့တက်နိုင်လို့အကောင်းဆုံးပေါ့နော်။စူးစမ်းပြီးတော့လုပ်မယ်။အကယ်လို့ဟိုသူတို့ပြီးလာတဲ့ခွင့်ရကိုနဲ့မကြိုက်ဘူးဆိုလို့ရှင်တော့ကိုကမရိုက်ဖြစ်ဘူးပေါ့။ဟိုမျိုးကြီးရှိရ န်ကန်ကြီးအကျိုးတရားတော့ဟုတ်ဗုဒ္ဓဘာသာတွေမှာတော့ရှိတယ်ဆိုတော့လေဒါတော့ဟိုမိထားလို့တော့မရဘူးဒါပေမဲ့ကို့မှာတော့ပြင်မရှိပဲနဲ့ခံအဲအမအိမ်ဆန်ချတဲ့အချိန်ကအမြင်နဲ့အဲ့လိုစက်သိမ်းထားတာလို့စိတ်ထဲမှာကိုလိုက်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 ပြီးတော့အမြင်နဲ့အဲ့လိုဖြစ်တာအိမ်ဆန်ချတဲ့အချိန်မှာအမဟိုကိုက်ရိုက်တော့လဲရှူတင်ရိုက်တော့လဲအဲ့လိုဖြစ်တယ်စိတ်ထဲမှာဝမ်းနဲ့ဝမ်းတာပေါ့နော်ငိုချင်းတလို့လို့အရင်ကပျော်တလို့လို့အဲ့လို ဟိုလိုက်လိုက်ဟလိုက်အဲ့လိုမျိုးဖြစ်နေဒီမခိုက်နေဝေတို့အလူတော့ကလည်းအဲ့တော့ကလည်းအမဆန်ချတာကိုဟိုကလောက်ပြီးသေးအဲ့တော့ကလည်းစိတ်ထဲမှာအလိုဝမ်းနေဝမ်းသာဖြစ်ဒီနေ့လည်းဆန်ချရတဲ့အချိန်လည်းအဲ့လိုဖြစ်တယ်ဟိုအဲ့အချိန်ကကို့အတွက်တော့ဟိုတန်ဖို့အမြင့်ဆုံးအချိန်ပေါ့နော်အဲ့လိုမျိုးလို့ပြောရမှာအဲ့အချိန်ကကို့အတွက်ဟိုဒီ emotional အဖြစ်ဆုံးအချိန်လို့ပြောရမှာဟိုအဲ့နေရာကိုကဝင်သွားရဲဆိုတော့လေအဲ့နေရာတိုင်းပြန်ခံစားပြီးတော့ဟိုဝမ်းနေရပါဘော ။အမှတော့ထူးထူးထူးဆိုအာလူကြော်တော့တအားစားတယ်။ဒါပေမဲ့အမမထင်တာကအမကတောင်ပေါ်မှာနေရတာ။တောင်ပေါ်မှာနေရတော့ရာသီဥတုကအေးတယ်။ဒါပေမဲ့အောက်မှာပုတ်ပန်းမှာဆင်းရရတဲ့အချိန်ကျတော့ရာသီဥတုကပူရအပူအေးမှာအဲ့လိုမမျှရင်လည်းအမအဲ့လိုမျိုးဖြစ်တယ်။အေးတဲ့နေရာကိုချက်ချင်းရောက်သွားရင်လည်းဖြစ်တယ်။ချက်ချင်းပူသွားရင်လည်းဖြစ်တယ်အဲ့လိုမျိုး။ဟုတ်တယ်ဟုတ်တယ်။အဲ့ဟာဒါကားရိုက်တုံးကဂျိုက်ကားရိုက်ပြီးခံနေပေါ့။ပီးခံနေနောက်ဆုံးနေ့မတိုင်ခင်တည့်ရဖြစ်တာဒါပေမဲ့အမဆက်ဖြစ်တာတော့တပတ်လုံးလုံးဆက်ဖြစ်တာအဲရိုက်နေတန်းလန်းနေလဲအဲ့ဒီဟိုဟာဆန်ချတဲ့ဇင်းရိုက်တုံးကလေ အဲ့ဒါဖြစ်နေရင်တန်းတန်းနဲ့ပဲရိုက်တာနောက်တော့ဒီကလေးရဲ့ဟိုဟာပေါ့မြေပုံမှာမြေပုံမှာအတုပအဲ့အချိန်ဖြစ်နေတဲ့အချိန်တော့အဲ့အဲ့စင်းနေကုံကဖြစ်နေတဲ့အချိန်မှာခဏကိုတည်းမှာအဲ့ဟာလည်းပဲရိုက်တာပဲအဲ့ဟာလည်းပဲရိုက်တာစေးထိုးတယ်နောက်တော့စေးတောက်တယ်ပေါ့အမဟိုအာ mass allergy ရဲ့အလာဒီတို့အဲ့လိုမျိုးပေါ့စေး trim တို့အဲ့လိုမျိုးတောက်တယ်အာစေးတောက်တော့မနိုင်တော့နောက်တော့စေးရင်ထိုးလိုက်ရပေါ့စေးထိုးပြီးတော့အဲ့လိုအိတ်နေရောတနေပေါ့အဲ့အချိန်ပြီးတော့မျက်နှာလည်းအရင်ရောင်နေတယ်အဲ့တော့အရင်အဲ့လိုရောင်ပြီးတော့ it နေအဲ့လိုမျိုးဖြစ်နေတာ ရတယ်။အဲ့ဒါတော့ဖြစ်နေကြဆိုတော့လေဟာငါဖြစ်လာပြီမို့မဖြစ်ချင်ဘူးဒါပေမဲ့ဟိုခန္ဓာကိုယ်အရင်မပူအောင်ထားရတယ်။အမှနည်းနည်းလေးအေးရဲ့အချိန်အေးအောင်လို့အဲ့လိုခြီလေးတွေဝတ်တယ်အဲ့လိုမျိုးလေးပေါ့။အဲ့တော့လေနည်းနည်းတလက်အောင်နောက်တော့ရေခဲတွေကိုရေခဲကြီးထဲမှာတာဝယ်ကိုထည့်ထည့်ပြီးွားညှင့်ပြီးွားအဲ့အဲ့ဟာလေးကိုဖိဖိပြီးတော့ကတ်တာ။အဲ့တော့မှပဖောင်းနေရလေနည်းနည်းချက်သွားတာအဲ့လိုမျိုး။ဟုတ်ကဲ့ပါဒီမြန်မာမှုပေါ့နော်ပြောတဲ့လည်းဖြစ်ပြောတဲ့ဆိုတဲ့ကားလေးကဒီအမားတို့မြန်မာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ အလူဖြစ်ချင်ကြရတယ်ရှင်လောင်းဆိုတဲ့ဟာဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ဆိုလို့ရှင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခုကကျတော့အမလည်းဒီငါးနှစ်တွင်မှာပထမဆုံးပြန်ပြီးရိုက်တဲ့ကားလေးဆိုတော့စူးစမ်းထားတဲ့အတွက်ကြောင့်မလို့လာပြီးအားပေးပြပါလို့ပြောချင်ပါတယ်ရှင်ဆက်ကြပါမယ်